ဒါကတော့ချင်းပြည်နယ်ဖလမ်းမြို့ရဲ့စီရင်သားရဈေးပဲဖြစ်ပါတယ်။အခုဒီဖလမ်းဈေးတွေကတော့ဒီဖလမ်းဒေသထွက်တဲ့ဖီဒီဟီရက်တွေကိုအဓိကတော့သူကဟာခါနဲ့ထန်တလန်ကိုပို့ပြီးတော့ရောင်းချကြတာဖြစ်ပါတယ်။ချင်းပြည်နယ်ဟာဆိုရင်အခြေခံအားဖြင့်တော့စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ကိုင်ကြတယ်လို့ဒေသခံတွေကဆိုပါတယ်။ဖလမ်းမြို့နယ်ထဲမှာရှိတဲ့တောင်ပေါ်ရွာတချို့မှာတော့ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးကြတာပါ။ လုံရင်းရွာသားစလိုင်းကြံကျဲဦးကတော့တောင်ရလုပ်ငန်းနဲ့အသက်မဝမ်းကြောင်းတာပါ။ဟောအာလို့နဲ့ဖြောင်းဖူးပြီးတော့ဟောတိအေဒီလည်းဆိုင်ထားတယ်။အော်တိအေဒီလည်းဆိုင်တယ်။အော်ရလာတဲ့တိတီးတွေကိုဘယ်မှာပို့လဲ။ဖလမ်းမှာ။ဖလမ်းကနေတော့တခြားကိုပို့ရောင်းလား။ပို့တယ်။တို့ကဟိုဖက်မှာဟောဖောက်တယ်ရှိတယ်လေ။ဟုတ်တယ်ဖောက်တယ်ယူပြီးတော့အဲ့ဒါတို့ကဟာခဖက်လက်ပူတယ်ဂလီဖက်လက်ပူတယ်။အော် စပားရောမဆိုင်ဘူးလားအာစပားဆိုင်လို့မရဘူးဘာဖြစ်လို့လဲဦးလေတောင်ရဆိုတော့မရဘူးလေဒီဖက်မှာအေးပိုင်းဆိုတော့လေဟိုစပားဆိုင်လို့ဆိုမရဘူးတီတီကုန်းကဟိုနင်းဒီခေတ်ကြီးကြလို့ချင်လေနင်းနေကြလို့ပဲအဲ့ဒါဤလွန်ပြီးတော့တီတီနေတော့အဲ့ဒါပြန်ဖို့နဲ့အာလို့နဲ့ပဲအကျန်းခံတယ်လေဆိုင်ချင်းတလောက်ဆိုင်ချင်းနဲ့အမျိုးကိုဆိုင်လို့မရအမျိုးမျိုးဆိုင်လို့မရဒီမှာ အီကျန်ခန်ဒေအပင်ဒီပဲဆိုင်ရာအခုငပြုတ်ငပြုတ်တီတော်မလေးဆိုင်လို့ဆိုရင်ဟောအဖူအဖူအဲအတီးစုပါတော့ကွာအဲ့ဒါမအောင်နိုင်ဘူးအီလူလေးတခြားအပူပိုင်းဆိုတော့တီးကြီးကြီးတယ်မဟုတ်လားဒီဖက်လာတော့ဒီလောက်လောက်ပဲရှိတယ်အဲ့ဒါစားလို့မရဘူး ူအနေနဲ့ကတော့တောင်ယာကနေထွက်တဲ့ဟင်းသီးဟင်းရွက်တွေပြောင်းမှုတွေတခြားသီးနှံတွေနဲ့ဖလားမျိုးကိုတက်ပြီးဆန်နဲ့လဲတယ်လို့စလိုင်းကြံကျဲဦးကပြောပါတယ်။ချင်းပြည်နယ်ရဲ့ဆိုးရွားလာတဲ့လမ်းပတ်ဆက်တွေကလည်းတရွာနဲ့တရွာတစ်မျိုးနဲ့တစ်မျိုးဖက်ကုံတွေတင်ပို့ဖို့အပိုင်းတွေကိုလည်းထိခိုက်စေတယ်လို့ဆိုပါတယ်။ခြေရွာနဲ့မြို့ပေါ့ကျောင်းနဲ့မြို့အခြေအနေနဲ့ပဲတွားရတာဒီဖလားမျိုးဆိုရင်ကျွန်တော်ခုညတော့ဖင်းတော့ရွာရွာတရာမှာ90လောက်ရတော့ ချီချီနဲ့ပဲသွားရမှာအဲ့ဒီချီချီနဲ့သွားရမယ်ကုန်ကြစီရလည်းရှိတယ်အဲ့အချိန်နဲ့အများကြီးကုန်တယ်ဒါကတော့ဟာခမျိုးတွေကဈေးပဲဖြစ်ပါတယ်ဒီကဟင်းသီးဟင်းရွက်တွေကဖလားမျိုးကနေပို့တာတွေရှိရဲဆိုပေမဲ့အများစုကတော့ချင်းပြည်နယ်ကထွက်တာမဟုတ်ဘူးလို့ဈေးတယ်တွေကပြောပါတယ်ဆန်ဆိုရင်လည်းသခိုင်းတိုင်းနဲ့မကွေးတိုင်းတွေကနေမှစားကြရတာပါချင်းပြည်နယ်တောင်ပိုင်းပလောဝမြို့နယ်ဘက်မှာဆိုရင်တော့ရခိုင်ပြည်နယ်ဘက်ကနေထွက်တဲ့ဆန်တွေကိုမှားကြတယ်လို့ဆိုပါတယ် ချင်းပြည်နယ်ရဲ့စိုက်ပျိုးရေးအကြောင်းကိုပြောမယ်ဆိုရင်ချင်းပန်းသီးကိုမိထားလို့ရမှာမဟုတ်ပါဘူးအခုတော့ဒီချင်းပန်းသီးရဲ့နေရာမှာတရုတ်ပန်းသီးတွေအစားထိုးသွားပြီဖြစ်ပါတယ်တရုတ်ပန်းသီးကပိတ်တာလို့ပြောကြတယ်တော့ဘောပန်းသီးကတော့ပိတ်တယ်မှာငါငါရအညာဆိုတော့အောင်ငါရအောင်ငါတော့နေတဲ့ငါတော့ 你那个都出了呗，出来就完了，不哭的。ဒါဒီဥဒုဆိုရတာအပြင်ဒီပညာပိုင်းတွေအားနည်းသလိုဈေးကွက်ဆိုတာလည်းမရှိတော့ဘူးလို့ဆိုပါတယ်။ဒါအပြင်လွန်ခဲ့တဲ့9နှစ်လောက်ကစပြီးအစိုးရကိုယ်တိုင်ကချင်းပြည်နယ်ဟာလက်ဖက်ပြည်နယ်ဖြစ်ရမယ်ဆိုပြီးတော့လက်ဖက်စိုက်ပျိုးရေးကိုလုပ်ကင်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒါအဲ့ဒါဟိုဒီပညာ လူဒလာဒါမမိုးရေကျွန်တော်တို့ရဲ့မေရှိလောပုံမှာမူတည်ဒလာဒါမမိုးရေအာငွေချေဖက်မှာမူတည်ဒလာဆိုတော့ကျွန်တော်တိတ်မတည်ဘူး။ဘာဖြစ်လို့ဆိုတော့အဆူရကိုတိုင်ရချင်းပြင်းနေဟာလက်ဖက်ပြင်းနေဖြစ်ရမယ်ဆိုပြီးတော့မှအကြီးအကျယ်ဝန်ထမ်းတွေကိုလောက်ခိုင်းတယ်။ဒါမဲ့အာမောင်မိခဲ့ဘူး။အဲ့လိုပဲအာစိတ်ပြူကြီးအာတစ်တော့ သူတို့ကလည်းကြိုးစားကြပါတယ်ဆိုတာကျွန်တော်တို့ကမြင်ပါတယ်ဒါပေမဲ့အာအောင်မြင်တယ်ဆိုတာအတိတ်မတိရဘူးချင်းပြည်နယ်ဟာဆိုရင်မြန်မာနိုင်ငံထဲမှာတော့ဖွင့်ဆိုးတိုးတက်မှုအနှိမ့်ကျဆုံးပြည်နယ်တစ်ခုဖြစ်နေသလိုဒေသထွက်ကုန်ဒေသအတွင်းမှာတိကျတဲ့စီးပွားရေးရောင်းဝယ်ရေးဆိုတာမျိုးတွေလည်းမရှိသေးသလိုဤပညာပိုင်းကိုကြည့်မယ်ဆိုရင်လည်းအရန်ကိုနောက်ကျကျန်သွားပြီလို့ဒေသခံတွေကပြောဆိုနေကြပါတယ်ရှင်။